ရွှေတူးမဲ့ကိုကန်တပ်ဖွဲ့ကို လေပန်းရှင်တွေတားမြစ်ရကတန်းနဲ့ပြစ်ခံရလို့6ရောက်သေးဆုံးရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်မုံစီနီကျင်းဟုံပြင်ခန်းရွာမှာမတ်လ9ရက်နေ့နေ့လယ်ပိုင်းကရွှေတူးဖို့ပြင်ဆင်နေတဲ့ကိုကန်တပ်ဖွဲ့ကိုလေပန်းရှင်တွေတွားရောက်တားမြစ်ရကနေတန်းနဲ့ပြစ်ခတ်လို့6ရောက်သေးဆုံးပြီးတော့ တချို့ဒဏ်ရရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။မုံစီသွားတဲ့လမ်းကပြင်းခံရွာမှာပါ။မုံဟောင်ဘက်ကနေရှင်းမိုင်လောက်ပဲဝေးပါတယ်။ကိုကန့်နေရွှေတူးတဲ့နေရာဒေသခံတွေရွှေမတူးဖို့သွားပြောတာ။စကားများကြပြီးတော့ကိုကန့်ဘက်ကစရန်နဲ့ပြစ်လို့၆ရောက်သေးပါတယ်။၆ရောက်ဒဏ်ရာရပါတယ်လို့လည်းဒေသခံမျိုးသမီးတယောက်ကပြောပါတယ်။မတ်လ၄ရက်နေ့မှာလေအဲ့ဒီရွှေတူးတဲ့နေရာကချောင်းရီတွင်ရတဲ့လေပိုင်ရှင်တွေအားလုံး ရှမ်းရောပလောင်ရောတရုတ်ရောကချင်ရောအကုန်သွားပြောပြီးရွှေမတူးဖို့ပြောပြီးသဘောတူပြည်လေခဲ့ပေမဲ့လည်းမတ်လ9ရက်နေ့မနက်သူတို့တွေကရွှေတူးဖို့ဆက်နဲ့ပြန်တက်လာလို့ပြည်သူတွေသွားပြောတဲ့အချိန်မှာပြည်သူတွေနဲ့တက်တဲ့အချိန်တက်ပြန်လူတော့ဒရက်ဆက်ပြစ်ခတ်တာလို့ပြောပါတယ်ပြင်းခံရွာမှာတရွာလုံးတောက်သုံးရေအရင်မြေစမ်းချောင်းနဲ့လေအတွက်ရေသွင်းတဲ့ချောင်းအဲ့ဒီချောင်းတစ်ခုကိုပဲအားပြုတ်နေကြတာပါလို့ဒေါက်တာဒေသခံတယောက်ကပြောပါတယ် အရင်ကတည်းကတူးဖို့လုပ်နေတာကြောင့်အချိန်ချင်းတားမြစ်ထားတဲ့နေရာဖြစ်ပြီးအဲ့လိုရွှေတူးလိုက်ရင် မုံစီဒေသကလေတွေလုံးလို့မရဘူးလို့လည်းဆိုပါတယ်။တေဆုံးသွားတဲ့ဒေသခံလေပန်းရှင်တွေအပါအဝင်အလောင်း6လောင်းကိုမနေ့ကညနေပိုင်း6နာရီလောက်မှာပဲမုံစီကကိုကံတက်ဖွဲ့တွေရဲ့ယုံဘတ်တယ်လာပြီးတော့ဒေသခံပြည်သူအများပြားဆူယုံပြီးပြည်သူတွေကိုပစ်တက်တဲ့ကိုကံတက်ဖွဲ့အနေနဲ့မုံစီကလည်းချက်ချင်းထွက်သွားဖို့ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်။ ဒေဆုံးသွားတဲ့သူတွေထဲမှာ KIA ရဲ့ဒေသကာကွယ်တပ်ဖွဲ့ဝင်နှစ်ယောက်ပါဝင်ခဲ့တယ်လို့ဆိုပေမဲ့အဲ့ဒီနှစ်ယောက်ကဒေသခံလေပန်းရှင်အယက်သားအနေနဲ့ပဲသွားရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အလားတူပဲမုံကုံမြို့နယ်ဝင်းဆိုင်ဒေသမှာလည်းဒေသခံတွေတားမြစ်ထားတဲ့နေရာတွေမှာတားမြစ်နေတဲ့ဂျာကာကိုကတပ်ဖွဲ့တွေဟာတရုတ်လုပ်ငန်းရှင်တွေခေါ်ပြီးတော့ဆက်ရန်ရားတွေနဲ့ရွှေတူးပေါ်နေကြတယ်လို့ဒေသခံတွေစီကသိရပါတယ်